စ္စုပ္ပန်ပရဟန်ဤနဲ့ဒိဋ္ဌိဖြုတ်ပုံနဲ့ဒိဋ္ဌိကိုဧကတအနန္တအေဝံဓမ္မရာဤနဲ့ဖြုတ်ရပုံလေးကိုရှင်းပြပေးဆိုလိုပါတယ်ရှင်။နောက်ပြီးပညာဗြဟ္မတွဲဆတိပုံကိုလည်းရှင်းပြပေးပါစေ။ဗလာနေရအဲ့လောက်တော့ရင်တော့ပွဲလည်းပြီးတော့မှာမသိနော်အဲ့တော့ တခုတခုကိုသိဖို့ဆိုတာကတကယ်တမ်းသိဖို့ဆိုတာနှစ်ချီကြားတယ်လချီကြားတယ်ပေါ့နော်ဒါတွေရတယ်အဲ့တော့ဒီတရားလုပ်တယ်ဆိုတာစာပေရတော့ဒါမြင့်စာပေဆိုတာအကယ်ဒမီဒီစာပေတွေနဲ့တိုက်တယ်ဘွဲပြီးမှပေါ့စာပေတွေဆိုတာ reference ပဲကိုလုပ်တဲ့လုပ်ငန်းကကျွန်တော်အဲ့လောက်မသွားနိုင်နော်ဘာနဲ့တူလဲဆိုတော့ကျွန်တော်စေပညာမှာသွေးကြောတွေသင်ရတယ် သင်ရတယ်ဆိုအဲ့သွေးကြောတဲ့အကုန်သိလို့မဟုတ်ဘူးအဲ့တိုင်းလုံးဖို့မဟုတ်ဘူးဘွေးရင်ဘာလို့တောင်သိလားဘာသွေးကြောမှစဉ်းစားမလဲသွေးထက်အဲ့နေရှိတယ်ဘယ်နေရာမှရှိဘူးဒီလောက်ပဲကျွန်တော်ဟာတရားကြီးကိုလက်တွေ့တယ်အဲ့လိုလိုက်စဉ်းစားနေလုံးလို့တောင်ရမှာမဟုတ်ဘူးဟုတ်ဈေးတဲ့သွားလို့ချင်းပိုးတွေကချောင်းဆိုးတဲ့လူတွေအများကြီးပဲအဲ့တော့ဈေးတောင်သွားရဲမှာမဟုတ်ကြတော့ပြောချင်တာစာပေလို့သွား လို့မရသူ့အရာလက်တွေ့ဘဝထဲမှာကျွန်တော်လောက်ရတဲ့အခါမှာဒီတစ်ခုတစ်ခုကိုသဘောပေါက်အောင်ကမနေတောင်လောက်ရတယ်ဒီဟာလေးတစ်ခုကိုကျွန်တော်တို့ဒါလက်တွေ့လုပ်ဖို့မှာအဲ့တော့ဆာဝဒီနဲ့ထိုင်ကြိုက်နေမယ်ဆိုတော့ဘွဲရပြီးမှာမဟုတ်ဘူးပြဿနာရင်လည်းပြီးပြီးရှုပ်လာတယ်အဲအဲ့ရတွေကအဲ့တော့ကိုကကိုတကယ်ဖြစ်ချင်တယ်လားအဲ့တော့ကိုတကယ်ဖြစ်ကျင်တကယ်လုပ်ဖို့လည်းအရေးကြီးတယ် နောက်ပြီးတော့ဒီဟာကိုပမသစာပနဲ့ပြန် reference လုပ်ဖို့လည်းလိုတယ်ပေါ့။ဒီဟာလေးတကူ check and balance ပေါ့။အဲစာကြီးလိုကြလဲဒီသိတဲ့ဒီဟာတွေကဘယ်လိုလုပ်သိကျွန်တော်ကရနိုင်မြင်နိုင်ဒီဟာကြီးကကြံမြင်အဖြစ်ပဲပေါ့နော်။အဲကြောင့်မလို့တခုတည်ရင်ဟိုပါရ။ဒါနဲ့ရုပ်28ပါပြောနေရုပ်ပြောနေပထဝီတစ်လုံးတည်ရင်ကိုပိုင်ရ။ ไอ้เรื่องว่าจะต้องดีเลยอ่ะเสียนาจะต้องดีเลยอ่ะกูยืนเชื่อกงเบียดีว่าแล้วที่อัตตาเนี่ยนาตาดีเลยมีอะไรไม่ดีไหนกูตัวผมปกติไม่เชื่อเนี่ยไม่เชื่อเลยจ้ะไอ้เราลีที่ยังกูไม่รู้บ่จ้ะจ้ะแล้วอันนี้ก็อัตตาสัวบาลเลยนาตาสัวบาลเลยเรามาจะโน่ดีไหนอัตตาสัว ကိုလူတိုင်းဖြစ်ခြင်းနဲ့အစိုးရခြင်းနဲ့အဲတော့ကိုလူတိုင်းမဖြစ်ဘူးသူသဘောသူစာမနေဒါစာပေးလို့သွားတာအဲမဲ့နောက် dimension တစ်ခုကရုပ်တည်နေနေရဲ့သဘောတဘာဝတွေမြင်လာတဲ့အချိန်မှာမင်းကွန်ဆရာတော်ဖေကအတ္တယကထေနအနကဘာမှအခိုင်အမာအနှစ်သာရမရှိဘူးဒီရုပ်တည်နေနေရုပ်နာမမသိဘူးနဲ့ရုပ်နာအနှစ်သာရရှိလည်းမသိဘူးအဲ့လိုယူထားမှလည်းမသိဘူးအနှစ်သာရမရှိဘူးလည်းမသိဘူးအမှန်တော့ဘာမှမသိဘူး မင်းကကျွန်တော်ဘာမှမသိရတာတခုကိုစတင်ပြီးတော့တခုနဲ့ချိတ်ဖို့ကခက် link လေးတခုစရဖို့ကခက်ရတဲ့နာစာပေလို့ကတော့စာပေလို့ဒီမှာတော့ဘူးပဲအပြည့်စုံသိတယ်ပြောချင်တယ်မြတ်စွာဘုရားပဲသိတယ်ပါတပ်ပေညွတ်တာပဲအဲ့လောက်ကကျွန်တော်သွားလို့မရလက်တွေ့ကြကြလက်တွေ့လုတ်တဲ့လုတ်ကိုကျွန်တော်လုတ်ကြည့်ရအဲ့တော့ဒီအတ္တအနတ္တဆိုတာတအားသိမ့်မွေလုံးတယ် ောတာပန်အနတ္တကိုစသည်အနတ္တဘရောမှာပြည့်စုံပြီရဟန္တာဖြစ်မှာပြည့်စုံပြီမတူသောတာပန်ဆိုလမ်းပေါ်တော့ရောက်ပြီးတော့ spring and error ဒီဘက်ကိုရောက်သွားပြီသူစဉ်းစားပြေဆုံးတည်တယ်လို့တော့မဟုတ်ဘူးသူစဉ်းစားနေတော့ဒါပေမဲ့ဘရောမှာပြေဆုံးတည်တယ်ဉာဏ်နာပြမှာပဲမဉဏ်နဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့အချိန်မှာပဲအဆုံးလွတ်တယ်ဆုံးလွတ်တဲ့ရှိတော်ကအချိန်လဲအနတ္တပဲအဲ့တော့ဒီအတ္တနဲ့အနတ္တကအများ နေရာတိုင်းမှာ dimension ပေါင်းစုံကနေကျွန်တော်သွားလို့ရနေတာပေါ့နော်ပြောချင်တယ်အဲ့ဒါလေးအများကြီးသိမှတ်တယ်ကျွန်တော်အများနဲ့ပြောတယ်ဆရာဝန်ဖြစ်ချင်တယ်ဆရာဝန်ဖြစ်ရင်ချမ်းသာမှာပဲ self center နဲ့ဆင်းတာနတ်တဆိုတော့ဆရာဝန်ဖြစ်ချင်လားတော့မဟုတ်ဘူးလူနာတွေစိတ်ကုပေးချင်လို့ဆရာဝန်တို့ကလူနာတွေကိုစိတ်ကုပေးတဲ့အကြောင်းတရားပြည့်စုံလို့အကျိုးတရားလေးပဲခံစားရတာဘယ်ပေါ့အကြောင်းနဲ့ အကျိုးပေါ့နော်အဲ့တော့အများကြီးမဟုတ်ပဲနဲ့အတ္တနဲ့အနတ္တကိုပဲအချိန်ခံအဖြစ်အများကြီးမသိနဲ့အတ္တဆိုတာအကျိုးတရားပေါ်မှာကိုယ်လိုတိုင်ဖြစ်ခြင်းနတ္တဆိုတာအကြောင်းပြည့်စုံတာနဲ့အကျိုးကဖြစ်ပြီးသားပဲအကျိုးဖြစ်အောင်ကိုယ်လုပ်ပေးစရာမလိုဘူးအကြောင်းမဲ့ပြည့်စုံအောင်ဖြစ်ရုံပဲအဲ့လောက်တင်ကိုတော်ပြီးတော်တော်ဟိုကပြုတ်နေအဲ့ဒီနာအဲ့လောက်ဆုံးကိုဘွားထဲမှာသုံးနွားလေး công mà bạc quá này 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 cái đó là cái đó chỉ cần được cứu, vực bang này này thì là anh ấy tặng cho nó lỗ bạc cả chi luôn à công lấy tiền chứ công lao đi nào mà bảo chứ này lỗ bạc chứ ta đi phí để lỗ mà đi rồi chứ này cô trợ trái gì cô à thì lâu tiền cô trợ cả lần lâu rồi đi à là à cô gọi là tại mấy ကိုသိကျင်တာမြတ်စွာဘုရားတိတော့သိကျင်နေရတယ်ဆိုတာအဲ့တော့လောဘတိဘုရားဖြစ်မှာပဲမြတ်စွာဘုရားလို့ကုန်သိမှာပဲမြတ်စွာဘုရားလို့သိကျင်နေတာကုန်သိကျင်တာဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကလည်းဒီတစ်ခုခုဆိုအကုန်ကသိကျင်တော့လိုက်လိုက်လေးလာနေတယ်မပြီးနိုင်တော့ဘူးကိုတိုင်းရှိကိုမသိဘူးပြန်ကိုဒီလောက်ဆိုရပြီဆိုတော့ဒါဒီလောက်ပါနော်အဲ့တော့ကိုကြိုက်တာကိုလုတ်ပြန်တော့ရှိပါတယ်ဒါပေမဲ့ဒီလိုဖြစ်တတ်တဲ့သဘောလေးတွေကို သူကတိနေရကိုကြိုက်တာကိုရွေးလို့ရကိုကိုလိုက်ပဲကို choice ပါနော်ဟုတ်ပါယေစုတင်ပါလေဆရာရှင်ဆရာကြီးညွန်ကြားထားသည့်အတိုင်းလမ်းလျှောက်စဉ်တတိတည်းထိဆိုပြီးသတိနဲ့လျှောက်နေစဉ် timeless and spaceless ဆိုတာခံစားသိရှိလာပါတယ် timeless and spaceless dimension ဖြင့်ထပ်မံရှင်းပြပေးစေလိုပါတယ်ဆရာရှင်အိကကလောကနဲ့ လောကီဆိုလောကလောကုတ္တရာဆိုလောကကိုလွန်မြောက်တဲ့အမြင်တစ်ခုကိုလောကုတ္တရာလို့ခေါ်တာလောကကိုလွန်မြောက်တယ်အဲ့တော့ dimension တစ်ခုကလောကကိုဘာနဲ့သတ်မှတ်လို့ရပြန်လဲဆိုအချိန်နဲ့နေရာတွေနဲ့သတ်မှတ်လိုက်ရင်လောကဖြစ်တယ်လောကဆိုတာအချိန်နဲ့နေရာတွေနဲ့သတ်မှတ်ချက်ထဲမှာကိုအဲ့တိုင်းစဉ်းစားနေအချိန်နဲ့စဉ်းစားမယ်နေရာတွေနဲ့စဉ်းစားမယ်ပေါ့နော်အဲ့လောကကိုစဉ်းစားတဲ့နေရာမှာအချိန်နဲ့နေရာတွေမရှိတော့ဆိုလောကကိုလွန်သွားတာပဲ loka don lokutra beyond time and eh? place na ဆိုရဲ time ကဖြစ်တယ်အစာဦးဆိုရဲ place ပေါ့ draw to team မှာအချိန်နဲ့မရှိဘူးနေရာမရှိရင်အချိန်မရှိဘူး ကားထိုးလိုက်ရင်ပတ်ကင်ရတယ်အဲ့ဒီပတ်ကင်ကျမအချိန်ဘယ်လောက်ကြာရရက်လဲဆိုတော့သွားတာပတ်ကင်ဖိစပေးရလောက်ကြာရရက်အဲ့တော့ please ဒီမှာ time ဖြစ်လာတဲရှိမှာတဲနိုင်ဖြစ်အချိန်တခုဖြစ်လာတဲမရှိရင်တဲနိုင်လေဒီခဏကိုကြီးဆိုရဲဒါကြီးကနေရ please တခုဖြစ်လာမှာဘာဖြစ်လာအတက်ကောင်ဟာအသက်ဘယ်လောက်ရှိဘူးအဲ့ဒါတိုင်းမှာ please ပဲဒီထဲမှာပဲအကုန်ရှိနေတယ်ပြောတင်တာ ဒါပေမဲ့ကျွန်တော်ကလောကကိုစဉ်းစားရင်ဒီ diamond place ထဲမှာရောက်နေလို့ကမမြင်ဘူး။ငါကသက်ဘလောက်ရှိပြီဆိုတာ diamond place ပဲ။ဒီဆော်ကြီးဘလောက်ကြာပြီဆိုတာ diamond place ပဲ။ဒါကြောင့်လည်းဟာ။မာတိတိပင်းလေးကြည့်လိုက်လေလေ။အဒီတိပင်းကဘယ်နှစ်သားရှိပြီဆိုတာအဲဒီတိပင်းက place ပဲ diamond place ပဲ။အဲဒီတိပင်းရှိလာလို့အချိန်ကရှိလာတာပဲဘလန်သနာ။အရာရာအားလုံးက ဲ့အဲ့တော့ place ဆိုတော့ရုပ်ပတုဖြစ်စေဖြစ်လိုက်ရင် place ကဖြစ်လာတယ်နေရာတစ်ခုယူလိုက်တာပြောချင်တာဒါပဲအဲ့အတန်ရှိလို့ဒီအတန်ဘယ်လောက်ကြာနေလဲဒီအတန်တော်တော်ကြာနေတာအတန်ရှိမှဒီအတန်ဘယ်လောက်ကြာပြီဆိုတော့အချိန်တစ်ခုဖြစ်လာတာပဲပြောချင်တာအဲ့ကြောင့်မလို့တချို့ဒါငါတို့က philosophy နေနေကရုပ်ကိုနေရာတစ်ခုနေနေစဉ်းစားရတယ်နာမ်ကိုအချိန်တစ်ခုနေနေစဉ်းစားရတယ် ဆိုတော့ဒီထဲပဲရှိနေတာပဲဒါပြောချင်တာစဉ်းစားပုံနေဒီ flow တွေပဲဒီပြောချင်တာနှစ်ခုတည်းပဲရှိနေခုနကနှစ်ခုတည်းနဲ့တိုင်ပတ်နေကြတာကျွန်တော်တို့မှာအဲနော်အဲ့တော့အချိန်နဲ့နေရာတွေကိုလုံမြောက်သွားတယ်နေရာတွေဝေးရာတွေမရှိရင်နေရာဝေးရာဆိုတာ place နေရာဝေးရာဖြစ်ရင်ကြာတာတွေအာမကြာတာလည်းမရှိတော့မြန်တာလည်းမရှိတော့အဲ့ဒါ place time place ဖြစ်ရင် time ရှိအဲ့ဒါ beyond place and အဲပြီးသွားလောကကိုလွန်မြောက်တဲ့မြင်တစ်ခုရသွားတာရဲ့တင်နေကျွန်တော်ကယုတ်တင်နေနဲ့ဖြစ်တိုင်းဖြစ်နေဒီယုတ်တင်နေကိုဖြစ်တိုင်းဖြစ်တဲ့ယုတ်တယ်ညနေရာသွားပြီးတော့ကြည့်လို့ရသေးလားဒီဒီနေရာလို့ပြောလိုက်တဲ့အချိန်မှာအဲဒီယုတ်ကမရှိတော့ဖြစ်ပြတ်ပေါ့နော်ဖြစ်ပြတ်မြင်သွားလဲပါလို့ဒိုင်းမန်ဘလစ်ကျော်သွားတာပြောတင်ဟာဟာဖြစ်ပြီးပြတ်တာအဲအချိန်မှမရှိတော့ပဲဖြစ်ပြီးပြတ်တဲ့အတွက်သူ့ကိုဘယ်လောက်ကြာတယ်လို့လည်းပြောလို့ ပြလို့လည်းမရတော့ခြေတိုင်းပြန်အဲ့တော့ခြေတိုင်းပြန်တော့ပြလို့ပြန်တော့နေရာတွေအချိန်တွေကိုလွန်သွားပြန်ဒီနေရာပဲရှိတာပဲလေကျွန်တော်အဲ့လိုစဉ်းစားတဲ့အလေးချင်းမရှိဘူးဖြစ်နေလောကနဲ့တပါအဲအဲ့တော့ beyond time and place ကကျွန်တော်နားလေတယ်ဟိုနိဗ္ဗာန်တို့ဘာလို့ဘာမှမရှိဘူးလို့ဘာလို့ပြဿနာတက်တယ်ကျွန်တော်တို့ကိုလည်းမပြနိုင်သူလည်းပြောလို့မရဒါပေမဲ့ beyond time and place ကကျွန်တော်ပြောလို့ရတယ်ဒါကကိုဘာ dimension နဲ့နားလည်နိုင်တယ်ချင်းကပ်နိုင်တယ်ပေါ့နော် ီကံလေးကကျွန်တော်အလွန်နှစ်သက်တာဘယုံတိုင်းမှမသိဘူးလောကုတ်ပြန်လောကကိုလွန်မြောက်တယ်မြင်တဲ့ခုပေါ့နော်အဲအဲလိုအဲ့တော့ကျင်းနေကျဲတို့ဘာလို့နီးတယ်ဝေးတယ်တို့အလွန်အတားဘယ်ထဲမှာဖြစ်နေရတာဒီ time and place ဆဲမှာပဲစဉ်းစားလို့ဒါတွေဖြစ်နေ time and place ဆဲမှာရှိတော့ဗျာအဲ့ဒါအကုန်မရှိတော့ကျင်းနေကြတာတွေနီးတာဝေးတာတွေရဲနာနှုတ်တာတွေမြင့်မြတ်တာယုံညံ့တာတွေဘာမှမရှိဘူးပြောချင်တာ အတိတ်တွေနာခဲ့တယ်လေမရှိတော့ဘူးပြီးပြီအကုန်လုံးလွန်မြောက်သွားတာအေးဒီ beyond time and place ဒီ dimension နေလေကျွန်တော်ပြောတာနည်းတယ်ရုပ်တွေနဲ့ဒီပဲတအားပြောနေတာနော်သူကပြောနေတော့မေးတာကအဲ့ဒါအတ္တတွေတော့ဆုပ်ဆုပ်ကြိုင်ကြိုင်ပြန်ကြရတယ်သူကတော်တော်ခက်တယ်ပြောချင်တယ်အဲကျွန်တော်က ယုံနဲ့သိတာကယုံနဲ့တမမသိသိကစုတ်ကြိမ်မှုတခုဖြစ်နေတယ်။အဲ့တရားထုတ်တဲ့လူကဘာပြောတယ်တော့မဟုတ်ကုတ်ဆရာတော်ကြီးလည်းပြောတယ်တော့ဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆုံးမို့အဲ့တော့ဒီဖြစ်ပြတွေ့ပြီထားပါတော့အဲ့ဒါတော့မုံညင်နေသုံးညင်နေဟောမုံညင်နေပါတော့မုံညင်နေလောဘဖြစ်နေမှာမသိဘူးမုံညင်တာကအဲ့မုံညင်နေဆန္ဒတခုဖြစ်နေပြန်ရောစိတ်ထဲမှာတော့မျောတာကိုဘယ်ချိန်မုံလဲတော့ဘယ်ချိန်မှမမုံဖြစ်တော့ပြဿနာတက်တယ် bố nè nhẹ nè bố nhìn nè chứ nó là hù cái xuống như này đi xa rồi chim bông như này đây giờ đó mà xa gì nè bố nè rồi về đi nam lệ nhé rồi cái <laughs> đó cái này bữa nó mới lao bông bia thì tiếp tiếp xong đó là အဲ့ဒါကျွန်တော်လို့ဆရာမလို့ပါဓမ္မပြပါရမယ်အဲ့ဒီမှာကျွန်တော်ပါစကားကိုမလို့သူတို့သူတို့ဒါနောက်ဆုံးနိဗ္ဗာန်ကိုပြည့်ဖို့ဟုတ်အဲ့ဒါကျွန်တော်လို့အကျိုးတရားအကြောင်းတရားဟုတ်ဘူးအကြောင်းတရားကျွန်တော်ဉာဏ်ထဲမှာအမှန်မြင်ပြီးတော့အဝိဇ္ဇာပဲတဏှာထုတ်တဲ့လုံနဲ့အမှန်မြင်တဲ့ဟာတစ်ခုပဲအကြောင်းကိုသိမှာပေါ့အမှန်တရားတွေကိုတကယ်ရှင်းရှင်းလင်းလင်းမြင်လေအဲ့ဒီဘောဥပ္ပခါတွေဖြစ်လေ ဥပ္ပခာဖြစ်တယ်ဆိုတော့လောဘတောတာဘုံကစနေနေအဲ့ဒီကနေစတင်ပြီးတော့ကျွန်တော်နှစ်ခုပြောတယ် mastery and maturity ဝိဇ္ဇာပဲတဏှာချုပ်ကိုကွာ master ဖြစ်နေအဲ့ဒီဟာကိုပွားမြတ်မှာ maturity ဖြစ်မှာ maturity ဖြစ်မှာပါဖြစ်မှာမဉဏ်ပေါ်ကျနေကိုပြေးဝင်မှာတို့ကဒီနှစ်ခုပဲဒီဥပ္ပခာကိုပွားနိုင်ရမယ်ဥပ္ပခာတန်ဘောစင်သင်္ခါရုပ္ပခာဉာဏ်ဒါပေဘက်ကဘက်ဉာဏ်စရာပြောရင်တက္ကရုဘက်ကဉာဏ်ဒီဘက်ကကျင့်စဉ်ဘက်ကပြောရင်ဘောစဉ်ခုနပါ သင်္ကာရုဝိဒီဥပက္ခတံဘောဇဉ်ဒါကိုပွားများရဘောဇဉ်ခုနှစ်ပါးကိုပွားများသံပယတပါးတော်တရားကိုပွားများတော့အနပါဏသတိတမာတိကိုပွားပွားပြီးလေးပါးတော်တရားသတိပဋ္ဌာန်၄ပါးကိုဝင်၄ပါးတော်တရားပြီးခုနှစ်ပါးတော်တရားဘောဇဉ်ဝင်ခုနှစ်ပါးတော်တရားပြီးမညံပြင်းတဲ့နိဗ္ဗာန်ကိုဝင်ဒါပဲကျင့်စဉ်မင်းရဲ့ခြင်းအကျင့်စဉ်ဝဉဉစဉ်ပေါ်တဲ့ကာရုဘက်ကဒီလိုနားလည်လားအဲ့တော့ဒါရီရောက်ရင်အဲ့ဘက်ပွားများနေဘူးကွာ ဘုရားနောင်နေအဲ့ဒီအရာပဲပွားပြီးတော့ပြီးသွားတာဘရောမသူကမညံပူတယ်နဲ့ပြေးမဝင်ဘာလို့ဘုရားစုပိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်လူလဲနားလဲရနော်ဟုတ်ပါပြီအဲ့တော့အဒီတရားလုပ်ငန်းလေးတွေကအလွန်တိမ်မွေ့ပါအဲ့တော့ကျွန်တော်တို့ဒီအားလေးတွေကိုစနစ်တကျပေါ့နော်ကိုယ့်အကူကိုနားလဲတဲ့လမ်းကြောင်းလေးပေါ်မှာကိုရက်တည်ပြီးတော့အကျိုးစားပြီးရောက်ွေလေးချင်းရမယ်မေကောင်းဆွေကောင်းရှာရမယ်ပေါ့နော်ကို ဟာဟုတ်ပါဘူးဆရာရှင်မိကွန်စုစုအောင်၆ခုဖြစ်ပြီးတော့တတရမြောင်မိကွန်ဖြစ်ပါတယ်ဆရာဆရာကြီးရှင်စိစုပ်ပံကိုတည်ရင်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုရှင်းပြပေးစေလိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အဲ့တော့ကော်ဖီတောက်လို့ရရင်အကျိုးကျေးဇူးဆိုကိုယ်တိုင်တောက်ကြည့်လိုက်ရတယ်လေဒီဝင်းဒီစားတဲ့အကျိုးကျေးဇူးဒီဝင်းဒီစားကြည့်လိုက်ရတယ်အဲ့တော့ပြစုပံကိုယ်တိုင်နေကြည့်လိုက်ပါဒီအကျိုးဟုတ်လား ပြောကျင်တယ်အဲကိုတိုင်သိရမှာပဲသူများပြောလို့သိရတာဘာမှမထူးဘာပဲဖြစ်ပါနော်အဲတော့ဒီစုပ်ပန်ကျိုးသိကျင်ပြင်းစားလာနေပထမအကျိုးပါရတဲ့တော့ပူရီချင်းတက်တာတော့ကျူကင်းလေးတွေမြင်ရတော့အေးချမ်းသွားတယ်အဲ့ဒါပြစ်စုပ်ပန်ကျိုးပဲလာကြည့်လိုက်တွေ့သွားတယ်နော်ဟုတ်ပြီသူအစားတောက်ကောက်လေးလည်းကောင်းကျွေးပါတယ်ဖေးစစ်တင်ပါတယ်ဆရာနောက်တစ်ခုနောက်မိကုံးတစ်ခုကတော့ ဘဝအေဂျန်လွမြောက်အောင်ပစ္စုပ္ပန်ကိုတဲ့တဲ့ရှုပြီးနေခြင်းဖြစ်ကြောင်းနားလည်သဘောပေါက်မိပါသည်ပစ္စုပ္ပန်မှာညီမြနေချောင်းသိရန်ဓမ္မဒိဋ္ဌံကြကြတိုင်းတာနိုင်မီ physical measurement တစ်ခုဖြင့်တက်ဆင်ပြီးတိုင်းတာနိုင်မှာက feedback ရရှိနိုင်မည်ဟုပြင်ပယူဆမိပါသည်ဤသို့မဖြစ်နိုင်သေးပါကတတိဖြင့်ပစ္စုပ္ပန်တွင်နေတတ်အောင်လေ့ကျင့်ပြီးကိုယ်စိတ်ညီမြအေဂျန်ကြောင်းကိုယ်တိုင်မဲ့အကဲဖြတ်၍ရနိုင်မည်ဟုထင်မြင်မိပါသည် အထင်မြင်ယူဆချက်ကိုပြန်လည်ဆွေးနွေးပေးစီလိုပါတယ်ဆရာ။ဆရာရင်တော့ပြောဦးတယ်ကိုယ်နာမည်ကိုခေါ်ခေါ်နေကြတာ။ကိုယ်နာမည်ကိုခေါ်ပါပေါ်တာသိလား။တညာပေါ်။အဲ့ကိုယ်နာမည်ပေါ်တိုင်းတညာလေးပေါ်တယ်လို့ပဲစာအုပ်ထဲရေးကြည့်ပါဦးနော်။အဲ့စာအုပ်တော့အပြည့်ရရင်အဲ့ပြီးပြီလို့ပွဲတစ်ခုသင်တစ်ခုရောက်သွားတယ်။ဒီတိုင်းကကိုယ်နာမည်ဒီတိုင်းခေါ်နေတိုင်းခေါ်ကြတာပဲ။အဲ့ခေါ်ရင်ပါပဲပေါ်တာသိလား။တညာပဲပေါ်တာ။ကိုယ့်ရဲ့ဒီရဲ <laughs> ấy đang là gì chị lại sao gì chị ô cái này ai sao đâu đi vào để cho vì nào biết sao ô vậy ví dụ đi và là nè u bé khá tập bao u mà lý phiền xin bia bây giờ bạn nè bạn phải về for me ba out of my da da ba da ku tulung a da ji li ba ba ji ji ya ma ba ba ji ji ba yin twa da na na de ku a sia tatiya de ku tri pyu pyan le shin pya bi ba sia shin ha nga ni tu ri shi ni lo coffee tai da sei na tai da sei na tatiya pyo chin na a lo da lo cắt đấy, bỏ miếng sao bây giờ sơn nó cắt đấy, hôm bên đi về phiền, về chỗ nào, ngàn này tụi này phiền, cái sơn nó bảo, xin ngàn này tụi này, mà bảo đi chơi cũng phiền, về chỗ nào, thế là mà, chú chú đi về, cái đấy được cứ như là, sau này cha cứ này thì trả lời, thì cha này nó làm, đi ăn lại một cái màu ဟိုချောက်လည်းမဟုတ်ပြောကျင်တာ inside လည်းမဟုတ်ဘူး outside လည်းမဟုတ်ဘူးဒီလိုနားလဲပြောကျင်တာတတ္တရတစ်ခုလေးဖြစ်တယ်မေတ္တဝေးပေါ့နော်အဲ့ရလေးပဲတကယ်တမ်းရှိနေတယ်ဗျအဲ့ရလေးကဒီလိုအဘဆိုတဲ့ဗျသပွဲကံကိုပြီးပြီမာတာဘာဖြစ်လဲသပွဲကမာတာပြောကျင်တာမပြောဘူးနဲ့လဲကြောက်ခဲကိုဖြစ်ကျင်လဲမာတာအတွေ့မှာအဲ့ရတော့အဲ့မာတာဘာရမှန်းကြောက်ခဲကအဲ့တော့မျက်နှာလိုက် ပြောကြတယ်ဟိုဘက်ပဲမားတယ်ဆိုတာတိတ်ပံပြီးကိုပြောပြတယ်ကြောက်ခဲကိုလက်နဲ့ဖိလိုက်လို့ချင်းကြောက်ခဲကပြန်တွန်းတယ်တယောက်အားကပြန်တယောက်ဒီလက်မှာ density ပို့နာကြတယ်မားတာကြောက်ခဲတယ်မဟုတ်လက်ပါမားတာနှစ်ဖက်စလုံးမားတာအဟတိတ်ပံပညာကြည့်ရင်တော့နှစ်ဖက်စလုံးမားနေမားတဲ့ဘောကအကုန်တူတူပဲဒါပေမဲ့ကျွန်တော်တို့ထဲမှာတိတ်ပံပညာလည်းမစင်တော့ဆွဲလိုက်ဖိလိုက်တယ်ဘယ်လိုမှမားနေကြောက်ခဲရမှာအဲ့ဒါဒီလိုမြင်နေတယ်အဲ့ဒါကတော့တစ်ဖက်စလုံးရောက် ိဋ္ဌာမညာတော့မာရာဟုပဲတူပဲနှစ်ဖက်စလုံးအတူတူပဲဒိဋ္ဌာမညာမှာလည်း density ထင်းချက်ဖြစ်သွားတာလက်ဖက်မှာလည်းလက်ဖက်မှာလည်းတော့မာသွားတာပဲ hardness တူရတာပဲကြောက်ခဲမာတဲ့ sensation ကိုသိတာမဟုတ်ပြကိုယ်လက်ကမာတဲ့ hardness ကိုပဲဒီကာယဝဉာဏ်သိတာပြောချင်တယ်ဟဲ့အဲ့မဲ့ကျွန်တော်ကစိတ်ထဲမှာဘာလို့သိရတယ်လဲကြောက်ခဲဟာကိုသိတယ်ထင်းနေတာအဲ့သိပ္ပံလည်းမရဝိဇ္ဇာလည်းမဖြစ်အဲ့တော့ပြောချင်တာဒီကံသိတာကာယဝဉာဏ် တင်နေလမ်းပေါ်ဘယ်လခုတိုက်လို့ဖြစ်လာတယ်ကာယဝင်ဒီကာယဝင်ကြီးเนี่ยဘာလို့သိတာမာရတိရလက်လည်းမရောက်တယ်ဘုရားတိရဝင်ရင်ဟာတိရဝင်အင်းရောင်းနေဝယ်တဲ့လူကနှစ်သူကဘုရားစားတော့ပွဲသားလိတ်သိလိုက်ပွဲညွတ်တင်ပြီးသူဝဲခံရဝယ်တဲ့လူလည်းပို့ပေးလိုက်လေရောင်းတဲ့လူလည်းပို့မရဘူးဘုရားရတာပွဲသားကသူလည်း လက်ဘက်ကလည်းမသိဘူးဟိုဘက်ကလည်းမသိဘူးပြုရဝိညာဉ်ကနေတွားတယ်ဂုံကျူတွားလိုက်ဝိညာဉ်တစ်ခုပဲသိပါလားဘာမှမသိဘူးကိုကြောက်ခဲလဲရုပ်လဲလဲရုပ်မသိဘူးဘာပဲသိတာဝိညာဉ်ကပဲဒါပေမဲ့ကျွန်တော်မာရာကိုဟုကြောက်ခဲကမာရာသိတာပြုတော့ငါသိတာအမကုတ်ကိုအထင်ကြီးနေကြတာနောက်ဆုံးတော့ဘလူပဲရတော့ဝိညာဉ်ဝိညာဉ်သိရှိသေးလားလွတ်လိုက်တာအဲ့လည်းလက်ပါဘူးကွာဟာသိတော့ဘယ်လိုက်ဖမ်းမလဲမသိပါဘူးဟိုကလက်သွားပြီလေဒါပဲလေသဘောပေါက်အဲ ခံမှုမှာသဘောပေါက်တယ်အဲကြာဟဲ့အဲ့ဒီကြမှာမြင်သွားတာအဲ့တတိယတစ်ခုဆိုကြာပွဲစားရိတ်သွားတာဟဲ့ဒီဘက်ကလည်းပွဲညွတ်တင်တာဟိုဘက်ကလည်းပို့ပေးရတယ်ဒီဘက်ကလည်းကြော့ရတာဘူးပဲရတာပွဲစားပဲရတာဝိညာဉ်ပဲရဒီဟာပဲတကယ်သိသိဆိုနော်ဟုတ်ပါကျေးဇူးတင်ပါတယ်ဆရာဆရာရှင်ရက်လက်မနေနဲ့ရက်နေရင်နှိမ့်မယ်အားလည်းမထုံနဲ့အားထုတ်ရင်မျောမယ်လို့သိရပါတယ်ဆရာ တရားအထုတ်တဲ့အနေနဲ့ပြောရရင် ပထမဆုံးစိတ်အေးထားပြီးတတိပြင်းအဲကိုကိုစောင့်ကြည့်တဲ့အခါရုပ်ရဲ့ဖောက်ပြန်မှုသဘောကိုတင်တာပူတဲ့သဘောလက္ခဏာတွေတွေ့ရပါတယ်ဆရာဒီသဘောကိုအစက်ရက်ပဲတတိဝရိယတမနဲ့စောင့်ကြည့်မှပရမတ်ဘောရီဒီမှာအမတိငူနဲ့ဖောက်ပြဖြစ်ပြီးဆိုတော့ဝိပဿနာဉာဏ်ဖြစ်ပြီး အေးချမ်းမှုရပါတယ် တကယ်လို့ရှေ့စိတ်ပြီးနောက်စိတ်မှာသတိမရှိပဲဝတ်သုံးမလဲရင်တန်တရာဝဲဩကမှာနှိမ့်ုံမယ်လို့သိထားတာမှန်ပါသလားဆရာမှန်ပါလေကောင်းပါအဲ့ဒါအားထုတ်ပါနော်ကောင်းပါမိကုံးများကိုပြန်လဲဖြေကြပေးပါတော့ဆရာအားအထူးကျေးဇူးတင်ပါတယ်ရှင်ကုသိုလ်ပြုမေးမြန်းပေးကြသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ယခုလူရှင်များဆင်းကိုဖတ်ကြားမှာဖြစ်ပါတယ်ရှင်ဆရာကြီးဓမ္မပူဇာအလုံးမင်းနေနဲ့